မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Mesla 14ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ဖလန်းမြို့မှာရှိတဲ့စစ်တပ်ရဲ့ခလာရ268တိုင်းရင်းကုန်းမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့အကြမ်းဖက်စစ်တပ်ကလေကြောင်းကနေပြီးတော့မက်စလာ73ရက်နေ့ညပိုင်းအထိကိုအပြင်းထန်ဘုံကျဲခုခံခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်စလာ72ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့အကြမ်းဖက်စစ်တပ်ကခလာရ268တိုင်းရင်းကုန်းကိုလက်မလွတ်ရရေးအတွက်လေရင်များနဲ့အပြင်းထန်ဘုံကျဲခုခံတိုက်ခိုက်နေခြင်းဖြစ်ပြီးတော့မြေပြင်မှာလည်းတိုက်ပွဲများပြင်းထန်နေတယ်လို့သိရပါဗျ။မက်စလာ73ရက်နေမှာလည်း မနက်ပိုင်းကစတင်ပြီးတော့အချက်မဲ့စစ်တပ်က Jet Fighter 6စီး112နဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်နေတယ်လို့သိရပါတယ်။မြေပြင်ထိတွေ့တိုက်ပွဲများဟာလည်းလက်ရှိအချိန်ထိပြင်းထန်နေပြီးတော့အချက်မဲ့စစ်တပ်ကတရင်ခုံးကိုလက်မလွတ်ရာရေးအတွက်အပြင်းထန်ခုခံနေခြင်းဖြစ်တယ်လို့သိရပါတယ်။12ရက်နေ့ကနေပြီးတော့13ရက်နေ့အထိကိုဘုံတွေဇက်တိုက်လာကျဲသွားတာ73ရက်နေမှာလဲတနေကုန်လုံး Jet Fighter 6စီး112စီးနဲ့မနာရန်ကိုကျင်းနေတာခလာရ268ကိုမကြဆုံးရဲ့အတွက်အသေးအံကာကွယ်နေတယ် ်23ရက်နေ့မှာတော့ Jet Fighter 5စီးလောက်ဒပြိုင်တည်းထဲလာပြီးတော့လက်ပတ်ကျဲချသွားတာ112ကတော့ဒစီးချပြီးသွားရင်နောက်ဒစီးလာတယ်ထက်ကျဲတယ်တိုက်ပွဲကတော်တော်လေးကိုပြင်းထန်နေတယ်လို့ဒေတာတွင်းစီရင်သတင်းအင်းမြစ်ကပြောပြထားပါတယ်တော်လိုက်တဖွဲ့များကခလိုက်ရ268တိုက်ရင်ဂုံးကိုအပိသက်ချိန်မုံနိုင်ရေးအတွက်ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ပြီးတော့မက်ရှလာ73ရက်နေ့ညပိုင်းအထိကိုအချက်ပဲဆက်တကလေရင်နဲ့ဇက်တိုက်ဘုံပြကျဲချတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အရခတက်တော် AA ရဲ့ထိုးစစ်ဟာ ကိုးတိုင်းအနောက်ချမ်းဗရောင်းမြို့နယ်ရခိုင်ရိုးမဘော်ကညောင်ကျိုးစခန်းကိုကျော်လာပြီးတော့ညောင်ကျိုးနဲ့ညောင်ချဲတော့ဂျားကိုရောက်ရှိနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာဒုတိယဘက်ကစပြီးတော့တောင်ကုတ်ဗရောင်းလမ်းဘော်ကညောင်ကျိုးစခန်းမှာစစ်တပ်ကရဟတ်ရင်နဲ့စစ်တပ်လေထီးတွေကိုတုံးတဲ့အထိတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးတဲ့နောက်အေအေးရဲ့ထိုးစစ်ဟာညောင်ချဲတော့နားအထိကိုရောက်ရှိလာတယ်လို့သိရပါတယ်။ဗရောင်းမြို့နယ်ဒေသခံတအူးကညောင်ကျိုးကအားလုံးကိုပိုက်မိသွားပြီလို့ပြောလို့ရတဲ့အထက်မှာပါတာပေါ့။ ညောင်ချေတော့ကိုထိုးစစ်မြှားဦးလှဲ့ပြီလို့ပြောလို့ရပါတယ်။ပေကြတာကတော့ညောင်ချိုးကတိတ်တော့မကြလောက်ဘူးလို့ပြောလို့ရတဲ့တဲမှာပါသွားပြီ။ကြောက်ဖူးချောင်းဘေးကနေပြီးတော့တက်ဆုပ်ပြေးတာတွေရှိတယ်လို့ပြောပြထားပါတယ်။ဒါကြောင့်စစ်တပ်ကညောင်ချိုးဘက်ကိုမြေပြင်တပ်ကူတွေမပို့နိုင်တော့ကြောင်းနဲ့ဒဏ်ရာရတဲ့သူတွေအပါအဝင်အရာရှိတချို့တွေကိုပါအုပ်ရှိပင်ဘက်ကိုတက်ဆုပ်လာတယ်လို့သူကဆက်ပြောပါတယ်။ညောင်ချိုးစကန်းဟာဗရောင်းအုပ်ရှိပင်တက်နေအတွက်ကာကင်းတစ်ခုဖြစ်တာကြောင့်ဒီစကန်းသာကြခဲ့မယ်ဆိုရင်ပန်ရီချိုးဆက်ယုံဖြစ်တယ်။ကပ္ပစ6ကို တိုက်ခိုက်လို့ရသွားမှာဖြစ်တယ်လို့ပြည်ဘက်ကပါချင်းချောက်လို့ရသွားမှာဖြစ်တယ်လို့စီဒီအမ်ဗိုလ်ကြီးဇင်ယောကသုံးသပ်ပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းလေးကိုတင်ဆက်ပေးနေရင်ကြားပြပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ update ဖြစ်နေတဲ့စီရေးနိုင်ငံရေးသတင်းများကိုအစီအမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ ရေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူတွေကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းအုပ်ဖို့မြို့နယ်ဝိုင်းရွာရဲစခန်းကိုဝင်ရောက်တိုက်ခတ်ခဲ့ရာစစ်တပ်ဘက်က15ဦးသေဆုံးပြီးလက်နက်ကြီးကြီးထိမှန်ပြီးတော့ရဲစခန်းတစ်ခုလုံးမီးလောင်ပြာကျသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လာ12ရက်နေ့မွန်းလွဲ2နာရီခွဲအချိန်ကမှအုပ်ဖို့မြို့နယ်ဝိုင်းရွာရဲစခန်းကိုတော်လိုက်တပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့ထိတွေ့တိုက်ပွဲ2နာရီခန့်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းစစ်တပ်ဘက်က15ဦးသေဆုံးကရဲစခန်းကိုလည်းလက်နက်ကြီးကြီးများထိမှန်ခဲ့ခြင်းကြောင့်ရဲစခန်းတစ်ခုလုံး မီးလောင်ပြကြသွားခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာတော်လိုင်းတပ်ဖွဲ့များကလက်နက်များကောက်ယူနိုင်ရန်ကြိုးစားခဲ့တော့လေ။ဒဏ်ရာရတဲ့အကြမ်းဖက်စစ်သားများကပြန်လည်ပစ်ခတ်ခြင်းစစ်ကူအင်အားများအလုံးရင်းနဲ့ရောက်ရှိလာခြင်းတို့ကြောင့်တော်လိုင်းတပ်ဖွဲ့ဝင်တွေလက်နက်ကောက်ယူနိုင်ခြင်းမရှိဘဲနဲ့အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စခန်းကိုအလင်းငိုက်ဝင်တိုက်လိုက်တော့ဒီကောင်တွေပြင်ဆင်ချိန်မရလိုက်ဘူးပေါ့။စခန်းမီးလောင်သွားတော့အကုန်ဖျော်ဖျဲဖြစ်သွားပြီးတော့စစ်ခွေး15ခေါင်သေးတယ်။ စိတ်ကိုအင်းအားအလုံးရဲနဲ့တက်လာပြီးတော့စစ်ခွဲအလောင်းတွေကိုဖောကနဲ့တဲထုတ်သွားတယ်စကန်းတစ်ခုလုံးပြာကျသွားတာပဲတိုက်ပွဲကနှစ်နာရီလောက်ဖြစ်သွားတယ်အဲ့ဒီရဲစခန်းကတက်ကူတွေရောက်လာနိုင်တဲ့လမ်းနဲ့နီးတဲ့အခါကျတော့အင်းအားကအလုံးရဲနဲ့ဝင်လာလို့ကျွန်တော်တို့လက်နက်တွေမကောက်နိုင်ကြပဲနဲ့အောင်မြင်စွာပဲဆုတ်ခွာနိုင်ခဲ့ပါတယ်လို့တာယော်ရီခိုင်စစ်ရေးတာဝန်ခံရဲဘော်တစ်ဆာကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုတာယော်ရီခိုင်ပကဖတိုက်ခိုက်ရေးတက်ခွဲတင်တက်ခွဲနှစ်ရွှေတန်းမြေနဲ့တက်ခွဲ၃မိုးညိုတက်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ရေးမြို့ပေါ်မှာလူငယ်များကိုစစ်မှုထမ်းစူးစောင်းခြင်းများလှုပ်ဆောင်နေတဲ့နေထိုင်ရဲမျိုးတူကို ရေးဘလူအဖွဲ့ကပြစ်ခတ်ရှင်းလင်းတဲ့အချိန်မှာမျိုးသူထံကနေပြီးတော့ငွေကျပ်300နီးပါးတန်ဖိုးရှိတဲ့ပစ္စည်းများကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ9ရက်နေ့ည9နာရီခန့်အချိန်မှာရေးမြို့မှာရှိတဲ့အောက်တုခရက်ကွက်မှာဘီယာတောက်နေတဲ့အောက်တုခနေရင်းရဲမှုမျိုးသူကိုရေးဘလူအဖွဲ့ကတော်လိုင်းရဲဘော်များကပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီးတော့မျိုးသူစီကနေပြီးတော့ရွှေဆွဲကြိုးငါးမှုသာတန်ဖိုးကြီးတဲ့ Vivo V40 ဖုန်းတစ်လုံး Vivo ဖုန်းအမျိုးအစားနောက်ထပ်တစ်လုံး KBZ ဘန်ဆောက်တအုပ်ထဲမှာရှိတယ်ငွေကျပ်300ငွေသား၄သိန်းကျပ်တို့ကိုတင်စီရမိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီပစ္စည်းတွေဟာပြည်သူတွေစီကနေပြီးတော့မဲထင်းရဲကအနိုင်ကျင့်ထားတဲ့ပစ္စည်းတွေဖြစ်တယ်လို့သိရပါဗျ။သူကလောင်းကစားဝိုင်းထောင်းတယ်၊မွေးရဆေးဝါးတွေပြန်ဖြန့်တယ်၊ပြည်သူတွေကိုမတရားဖမ်းတယ်၊အမှုလိုက်ပေးမယ်ဆိုပြီးတော့ပတ်စံရှာတယ်လို့ရေးဘလူအဖွဲ့ခေါင်းဆောင်ကရှင်းပြထားပါဗျ။ တိမ်းဆုံးသွားတဲ့နေထိုင်ရဲမှုမျိုးသူဟာရေးမြုံမှာမှာရှိတဲ့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရမှာဥဆောင်ပါဝင်နေသူဖြစ်ပြီးတော့ပြည်သူများကိုနှီးမျိုးစုံနဲ့ဖိနှိပ်နေခြင်းကြောင့်တိုက်ခတ်ခဲ့ရခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဗကုတိုင်းအတွင်းကစစ်ကောင်စီရဲ့စစ်စေးရေးဂိတ်တွေမှာမှတ်ပုံတင်နံပါတ်နဲ့နာမည်ကိုစော်ခွဲထဲမှာရိုက်ထည့်ပြီးတော့စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့တွေစုခွာထွက်ပြေးလာတဲ့စစ်ပြေးနဲ့ရဲပြေးတွေကိုရှာဖွေဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လာဒုတိယပတ်အတွင်းကစတင်ပြီးတော့အခုလိုမျိုးဖမ်းဆီးနေတာဖြစ်ပြီးစော်ခွဲကိုအုံပြုပြီးဖမ်းဆီးဖို့စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတဲ့တပ်ဖွဲ့တွေထပ်မံပို့ဆောင်ထားတယ်လို့ဆိုပါတယ်အခုလိုမျိုးဖမ်းဆီးဖို့အတွက်စစ်စစ်ရေးဂိတ်တွေမှာတက်ဘလက်တွေနဲ့ဂိတ်ကြီးလို့ရှိရင်3-4ယောက်ဂိတ်သေးရင်တော့1ယောက်အဲ့ဒီလိုတတ်တတ်ချပေးထားတယ်စစ်ပြေးရဲပြေးတွေအများများလာလို့အဲ့ဒီလိုလောက်တာအရင်လိုမှတ်ပုံတင်ကအလုတ်ကိုင်းနေရာမှာចောင်းသားတို့ကုန်တယ်တို့ပြောင်းထားလဲမရတော့ဘူးလူပုံစံအနေထားကိုကြည့်ပြီးတော့အဲ့ဒီ software တွေကိုမှတ်ပုံတင်နဲ့ကနာမည်ရဲ့နံပါတ်ရဲ့ရိုက်ထည့်လိုက်တာနဲ့အဲ့ဒီလူဟာစစ်ပြေးရဲပြေးဆိုရင်အချက်လက်တွေအကုန်ပေါ်တယ်လို့ဘကိုးတိုင်းရဲတပ်ဖွဲ့သတင်းအရေးမြစ်ကပြောပြထားပါတယ်မှတ်ပုံတင်စစ်ဆေးတဲ့ software အပြင် ယ်စစ်ကောင်စီကထပ်မံထုတ်ပေးထားတယ်စမတ်ကတ်တွေကနေတဆင့်လဲဖမ်းဆီးခံရနိုင်တယ်လို့ပြောပါတယ်အဲ့ဒီ software အသုံးပြုဖမ်းဆီးမှုတွေစတင်ခဲ့တယ်မက်စလာဒုတိယပတ်အတွင်းမှာတင်ဘကိုးတိုင်းအတွင်းကစစ်စစ်ရေးဂိတ်တွေမှာရဲပြင်းနဲ့စစ်ပြေးတွေအများအပြားဖမ်းဆီးခံထားရတယ်လို့သိရပါတယ်စစ်ကောင်စီတပ်ကိုစုတ်ခွာထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ပြန်လည်ဖမ်းဆီးခံရပါကရှေ့တန်းစစ်မြေပြင်တွေကိုပို့ဆောင်ခံရနိုင်တာကြောင့် စစ်ကောင်စီရဲ့စုံမိုးနယ်မြေတွေမှာမနေကြဖို့အတွက်စီဒီယံဘိုကြီးဇင်ယော်ကအသိပေးပြောပြထားပါဗျ။မြန်မာပြည်တွင်းထဲကစစ်ကောင်စီစုံမိုးနယ်မြေတွေမှာဆိုရင်တော့တကိတ်မဟုတ်တကိတ်ကတော့ပြန်ပြီးတော့ဖမ်းမိမှာပဲ။စစ်စေးရိတ်ခိတ်တွေကိုရှောင်နိုင်တဲ့လမ်းတွေကိုရွေးပြီးတွားနိုင်မှအဆင်ပြေမယ်လို့သူကပြောပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမတရားမြို့နယ်မှာရှိတဲ့ကျေးရွာများကိုအချက်ပတ်ဆက်တဲ့ကဇက်တိုက်ဘုံကျဲတိုက်ခိုက်နေခြင်းကြောင့်နေအိမ်များပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လ17ရက်နေ့မှာအချက်ပတ်ဆက်တဲ့ကမတရားမြို့နယ်အတွင်းမှာရှိတဲ့မျိုးစိုးကုန်းရွာ၊ဘိုကုန်းရွာ၊မြောင်းတိတ်ကုန်းရွာနဲ့ကြောက်တရားရွာအနီးတစ်ဝိုက်ကိုအချက်ပတ်ဆက်တဲ့က စစ်လေရင်များတဲ့ဘုံကျဲတက်ခတ်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးဘုံကျဲတက်ခတ်မှုအတွင်းမှာကြောက်တရားချေးရွာနဲ့ဘိုးကုန်းချေးရွာကပြည်သူပိုင်းနေအိမ်အများအများပျက်စီးခဲ့ပြီးတော့ချေးရွာနေပြည်သူများဟာလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက်ကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့အတိပြုနိုင်ချက်မရှိသေးဘူးလို့ပြောပါတယ်မက်စလာ73ရက်နေ့မနက်6နာရီကမှလည်းမရီယာမြို့နယ်မှာရှိတဲ့ထိုင်းမင်ကုန်းချေးရွာအနီးတစ်ဝိုက်ကိုအချက်မဆက်တကလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်မနက်9နာရီ40မိနစ်ခန့်မှလည်းဂျက်ဖိုက်တာတစ်စီးနဲ့လေကြောင်းတက်ခတ်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်လ ဒေရင်တွေကတော့ဇက်တိုက်ကိုဘုံကျဲတိုက်ခိုက်နေတာပဲပြည်သူတွေထိခိုက်မှုရှိမှရှိကိုတော့အတိမပြတ်နိုင်သေးဘူးနေတိုင်းနေပါကိုလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေကတော့ရှိနေပါတယ်ပြည်သူတွေလည်းတိမ်းရှောင်နေရပါတယ်လို့ Voice of Mandalay ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်အလားတူပဲသခိုင်းတိုင်းမင်းငယ်မြို့နယ်မှာရှိတဲ့ဇင်ကလေးရွာကိုလည်းအကြမ်းမဆက်တကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ရဟတ်ရင်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းမုံရွာခရိုင်အမှတ်3တပ်ရဲတပ်ခွဲနဲ့မဟုတ်ရ Dragon PDF ကပြောပြထားပါတယ်မတ်လ7ရက်နေ့မှာမင်းငယ်မြို့နယ်ဇင်ကလေးရွာကို အကြမ်းဖက်ဆက်တကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ရဟတ်ရင်နဲ့ပြက်ခတ်တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါရယ်ဒါအပြင်သခိုင်းတိုင်းရေဦးမြို့နယ်ကိုလည်းအကြမ်းဖက်ဆက်တကလေရင်နဲ့ဘုံကျဲတိုက်ခတ်ခဲ့ကြောင်းရေဦးမြို့နယ်ပြည်သူကားဝေးအဖွဲ့ကပြောဆိုထားပါရယ်မတ်လ17ရက်နေ့မွန်လွယ်10:15မိနစ်မှာရေဦးမြို့နယ်အောင်တုခချေးရွာဖုံးတော်ကြီးအကြောင်းကိုအကြမ်းဖက်ဆက်တက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူများထိခိုက်မှုမရှိတော့လဲဖုံးကြီးကြောင့်အဆောက်အဦများထိခိုက်ပျက်စီးသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်ဆင်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေ 阿弥陀佛，六秒能讲完这克秒。